သာဝတိမြို့မှာတရင်သုံးပြင်မြတ်စွာဘုရားကဟောခဲ့ကတာဝတ္တရဏမန္တံဘုဒ္ဓောငါဘုရားရှင်ဟာရူပတ္တသိဗ္ဗိတာဝိဒါကဏိရောဓခေါ်ဒီရုပ်အပေါ်မှာပဲဝိပဿနာရှုပြီးတော့ညီငွေအောင်ညီငွေတဲ့အဆင့်ဒီဥပဒနာရှုခဲ့တယ်ဝိဒါက ရုပ်ပေါ်မှာတမမှုကင်းအောင်ဖြင့်မတ်တေကိုပွားများခဲ့တယ်။ဏိရောဓာရုပ်ပေါ်မှာကြွတံမှုတွေချုပ်အောင်ဖြင့်ခိုးတွေကိုပွားများခဲ့တယ်။အနုပါဒဝိမုတ်တော်ဘက်ဖို့တွေကိုရအောင်လုပ်ပြီးတော့ကိလေသာတွေကိုပုံအောင်လုပ်ခဲ့တယ်။အဲ့လိုလုံရင်လုံရင်တဏှာတံဘောတော်ဒီဥစ္စတိ တမ္မာတံဘုဒ္ဓဆိုပြီးတော့လောကမှာဘုရားလို့ဓမ္မယကခေါ်ရင်ခေါ်ခံရတဲ့အဆင့်ကြီးဖြစ်ရတာ။ဘုရားပြောမယ်ဆိုရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာဝိပဿနာကိုရှုပြီးတော့မဉဏ်ပူဉဏ်နဲ့ရသွားတဲ့အတွက်ကြောင့်ဘုရားဖြစ်ခဲ့တယ်။ဘေကုပိဘေကွေပညာဝိမုတ်တော် ယဟန္တာပုဂ္ဂိုလ်တွေယဟန္တာပုဂ္ဂိုလ်ဖြစ်တဲ့ရိုးရိုးယဟန်တွေဟာလည်းပဲအဲ့ဒီယောဂပေါ်မှာပဲဝိပဿနာရှုမှုပြီးတော့ဘက်ကိုယ်တွေရသွားတဲ့အတွက်ကြောင့်ကိလေသာလွတ်မြောက်တဲ့ယဟန္တာပုဂ္ဂိုလ်ဆိုတဲ့အဆင့်ကိုရောက်ခဲ့တာရလာပြီရသွားပြန်လဲဝိပဿနာရှုပြီးတော့ဘက်ကိုယ်တွေရပြန်ပြခဲ့တာယဟန္တာပုဂ္ဂိုလ်ကြီးတွေကလည်းပဲ ဝိပဿနာယူဘက်ပေါ်တွေရပြီးတော့ယဟန်နာဖြစ်ခဲ့တယ်တို့သလားမတို့ဘူးလားတို့လို့ပဲနောက်ဝေဒနာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားလည်းဝေဒနာပေါ်မှာဝိပဿနာယူပြီးတော့ဘက်ပေါ်တွေရယဟန်နာဖြစ်ပြီးတော့ဘုရားဆိုပြီးတော့အများကသမောကံလည်းအစဉ်ပြီးဖြစ်သွားတာယဟန်နာပေါ်ပေါ်တွေအားလည်းဝိပဿနာဝေဒနာပေါ်မှာဝိပဿနာယူ မတ်ပေါ်ရရပြီးတော့ဉာဏ်နာပုံပေါ်ဆိုပြီးတော့ဖြစ်လာခဲ့တာပညာသင်္ခါရဝိညာဉ်အဲ့ဒီပုံမှာလည်းပဲအဲ့ဒီလိုပဲဥပဒနာရှုပ်ပြီးတော့မဉ္ဉ္ခုဉ္ဉ္ဏ်နေရဖျားဖြစ်ခဲ့တာဗဉ္ဉ္ဏ်ခုဉ္ဉ္ဏ်နေရပြီးတော့ဉာဏ်နာဖြစ်ခဲ့တာအဲ့ဒီလိုမြတ်စွာဘုရားကဉာဏ်နာပုံပေါ်နဲ့မြတ်စွာဘုရားရှင်ရဲ့ဝိပဒနာရှုတဲ့နေရာမှာတူတဲ့အကြောင်း မညာပေါ်ညာရောက်သွားတဲ့နေရာမှာလည်းပဲသူ့ရဲ့အကြောင်းစနေတယ်ဟုတ်ကဲ့။ဟောပြီးတော့မြတ်စွာဘုရားကသက္ကတလေးလှုပ်ထားခဲ့တယ်။ဟေးအဲ့ဒီလိုဆိုရင်ကွာတဲ့ငါဘုရားနဲ့တရတော်ဘိဝေဘောဝိတေတော်ကောဒိဗယာတော်ခေနာနာကရဏန္တရပတ္တသာရာဇောတမနာဟုတ်တတ်သာပညာဝိမုတ်တေနာဘိကုဏာငါဘုရားနဲ့ဝိပဿနာပညာဝိပုဒ္ဒယဟန္တာပုဂ္ဂိုလ်တွေမှာ ချူကြကြက်ဘာရှိလဲကွဲပြားကြက်ဘာရှိတာလဲမတူတာတွေဘာတွေရှိသလဲတော့မြတ်စွာဘုရားကယဟန်တွေကိုပေးလိုက်ဒါလေးတွေကလည်းပြန်တော့ကမှလည်းပဲပြောကြတယ်မြတ်စွာဘုရားလည်းပဲဥပဒနာရှုမဉ္ဇဏ်ပေါ်ဉာဏ်ရပြီးတော့ဉာဏ်နာဖြစ်ခဲ့တယ်။တာမန်ပုဂ္ဂိုလ်တာမန်ယဟန်တွေကလည်းပဲဥပဒနာရှုမဉ္ဇဏ်ပေါ်ဉာဏ်ရပြီးတော့ဉာဏ်နာဖြစ်ခဲ့တယ်။ဘာတုသလဲ ဒါလေးတွေကအပြင်မှာမေးကြတယ်။ညသောဗျာဘုရားတိုင်းဟောခဲ့တာဒီမန္ဒီတော့တန်ပြောက်။ညသောဗျာတဲ့ဒီညာတကယ်တော့နားမလဲပါဘူးဗျာ။ညသောဗျာပဲ။ဒါဒီညာတွေကိုပြီးတော့နားလဲပါတယ်ဗျာ။ဒါကြောင့်ညသောဗျာပဲဒီရတော့ကိုပြန်ပြီးတော့ဟောပေးပါဦးဗျာ။ညသောဗျာစကားကိုနားပြီးတော့မှတပြည့်တော့သိသိချာချာပတ်ပါမယ်ဗျာဆိုပြီးတော့ကြောက်။ကြောက်တဲ့အခါကျတော့အဲ့တော့ဆိုရင်တာသုနောတာနားကောင်းကြ။သာရုကမနန္တိကရောတာ ခေသေးကြကြစိတ်ဆိုင်ထားကြမဟုတ်မယ်ဆိုပြီးတော့မြန်သွားပြတော့နောက်ဆုံးပါတဲ့မာဗျာနဲ့ပညာဝိမုဒ္ဒယန္တာတွေမှာမဉ္ဇဉ်ပုံဉဏ်ရဝိပဿနာရှုမဉ္ဇဉ်ပုံဉဏ်ရယန္တာဖြစ်တာချင်းတော့အတူတူပဲဒါပေမဲ့သူကြတာကဘာလဲဆိုတော့အနုပါဏတမဂ္ဂတာဥပါဒေတာမြတ်စွာဘုရားကတကယ်တော့ဟောပေါ်ထွန်းခဲ့ဘူးသေးတဲ့မဖြစ်ဘူးသေးတဲ့ မကင်ရှင်ပါဆိုတဲ့လမ်းကြောင်းကြီးကိုဘာမြတ်စွာဘုရားကဖြစ်အောင်လုပ်ခဲ့တယ်။ဒါလို့လည်းသိပြီးသားပါပဲ။ဂတ္တမမြတ်စွာဘုရားရှင်ဟာဦးဇင်းတို့ဒီလိုဘောဓမမြတ်စွာဘုရားရဲ့ရှေ့ကကိုင်ခဲ့တဲ့မြတ်စွာဘုရားပဲ။ဂတ္တမမြတ်စွာဘုရားပြိဋိကံစံသွားပြီးတဲ့နောက်ဂတ္တမမြတ်စွာဘုရားကြီးရဲ့သာသနာကွယ်သွားပြီးတဲ့နောက်မကင်ရှင်ပါကလည်းပဲကွယ်သွားခဲ့တယ်။ပေါ်မှာတော့ မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးပေါ်ထွန်းလာတဲ့အခါကြမှာဘနုဗ္ဗာဏတပက္ကတာဒီကြားထဲမှာမပြစ်ထွန်းခဲ့ခဲ့သေးတဲ့မဂ္ဂင်ရှင်ပါဆိုတဲ့လမ်းကြောင်းကြီးကိုပြစ်ထွန်းအောင်လမ်းပြပေးတာဒါထုံးကြချက်ပဲအသင်္သာတ္တမဂ္ဂတသင်္သာနေတာဒီဘယနာဆိုကြားမှာမပေါ်ပေါက်သေးတဲ့မဂ္ဂင်ရှင်ပါဆိုတဲ့နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းကြီးကို ်ပေါ်ပေါက်လာအောင်လုပ်ပေးတာမဗျာရဲ့သူကြရဲ့ပဲအနက်ခာတ္တမက္ကတာအက္ခာတာဒီဘုရားနာဆိုရဲ့ဈာမှာဟောခဲ့ဥသေးတဲ့တယောက်မှမပြောနိုင်ခဲ့ဥသေးတဲ့မကင်ရှင်ပါဆိုတဲ့နိဗ္ဗာန်ရောက်ကြောင်းတန်းကြောင်းကြီးကိုဟောပေးနိုင်တာလည်းပဲဒါမြတ်စွာဘုရားရဲ့သူကြရဲ့ပဲမကင်ညူတဲ့လမ်းကြောင်းနိဗ္ဗာန်ရောက်ကြောင်းတန်းကြောင်းကိုကောင်းကောင်းနားလည်တယ် ဘဂဝိတုနိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းဘဂင်ခြေပါနဲ့ပတ်သက်တဲ့လမ်းကြောင်းလမ်းမလမ်းမှတွေကိုလည်းပဲမြင်ထားတဲ့မြင်ထားခဲ့တဲ့မြတ်စွာဘုရားကဘဂဝဝိတောလမ်းမလားလမ်းမလားဆိုတဲ့နေရာမှာလည်းပဲကျွမ်းကျင်တယ်ဒါမြတ်စွာဘုရားရဲ့ကျူကြရက်ပဲနော်လေးခုရှိသွားပြီနော်မဖြစ်သွားတဲ့မဖြစ်ဘူးသေးတယ်ဘဂင်ခြေပါလမ်းကြောင်းကိုဖြစ်ခဲ့ဖြစ်စေတယ်နံပါတ်1 ကဘာဝဝုသေးတဲ့ဖခင်ရှိပါတန်ကြောင့်နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းဟိုတည်းပဲပေါ်ပေါက်စေတယ်။မောကြခဲ့ဝုသေးတဲ့ဖခင်ရှိပါနိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းကိုခေါ်ကြပေးတယ်နံပါတ်3နောက်နံပါတ်4ကဖခင်ယူမကဝိတုမကပေါ်ပြီးတော့ဟမ်နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့သိတယ်မြင်တယ်လမ်းမလမ်းမနဲ့မကျွမ်းကျင်တယ်ဒါမြတ်စွာဘုရားရဲ့သူကြားချက်ပဲ။ ဟဲယဟနာပုဂ္ဂိုလ်တွေကြာအဲ့ဒီလိုမဟုတ်ဘူးတဲ့မက္ကအနုက္ကဘိခွေတရိနောက်ကတပည့်ဖြစ်တဲ့ယဟနာပုဂ္ဂိုလ်တာမန်ယဟနာပုဂ္ဂိုလ်တွေကတော့ငါဘုရားဖောက်ခဲ့တဲ့လမ်းငါဘုရားဟောခဲ့တဲ့လမ်းငါဘုရားဖုတ်ပေါ်ခဲ့တဲ့လမ်းနောက်ကိုပဲလိုက်ကြရတာပစ္စာသမနာကတာယဟနာပုဂ္ဂိုလ်တွေကငါဘုရားကအရင်ဘက်ကင်ရှိပါပြည့်စုံအောင်ပြင့် နိဗ္ဗာန်ကိုရင်ရောက်တဲ့ဉာဏ်နာပုဂ္ဂိုလ်တွေကတော့ငါဘုရားရဲ့နောက်မှာမဂ္ဂင်ရှင်းပါကိုကျင့်ပြီးတော့နိဗ္ဗာန်ကိုနောက်မှာရောက်ရတယ်။ဒါမြတ်စွာဘုရားနဲ့သာမန်ဉာဏ်နာပုဂ္ဂိုလ်တွေရဲ့ပွားခြားချက်ပဲမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့သုတ်တံပဲနော်။ဦးဇင်းတော်တွေဒီလိုတော့တွေဒီထဲမှာမပါတဲ့မြတ်စွာဘုရားရဲ့ထူးခြားချက်တွေနဲ့ပဲခေါင်းထဲမှာပေါ်နေမယ်လို့ထင်ပါတယ်နော်။ဘာတွေတို့တော့ ဉာဏ်တော်တွေထူတယ်။ဣရိယမရောတရားတိဉာဏ်တွေထူတယ်။သဗ္ဗညုတဉာဏ်ရင်းလည်းပဲထူတယ်။ဟောကြားတဲ့နိစ္စနစ်တွေလည်းပဲထူကြတယ်။အာဓမ္မအများကြီးထူကြတာလည်းရှိပါတယ်။ဒါပေမဲ့လည်းပဲမြတ်စွာဘုရားကပြောရရင်မျိုးသားတယ်လို့ပြောပါတော့နော်။မြတ်စွာဘုရားမှာရှိတဲ့ဂုဏ်တွေအကုန်လုံးပြောမနေတော့မြတ်စွာဘုရားနဲ့ယန္နာပုဂ္ဂိုလ်တွေနိဗ္ဗာန်ရောက်တာချင်းအတူတူပဲတူတာကိုလည်းပြောတယ် မတူတာကတော့ရှေ့ရောက်နဲ့နောက်ရောက်ဒါမတူဘူးပြီးတော့ထုတ်ဖော်သူနဲ့နောက်လိုက်ဒါလည်းမတူဘူးပြီးတော့လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်သူနဲ့လိုက်ပြီးတော့မကျွမ်းကျင်တဲ့ဒါမတူဘူးဆိုပြီးတော့ဒီလောက်တော့သုံးခုလောက်လေးပဲမြတ်စွာဘုရားထူကြချက်ကိုပြောသွားတာဒါကြောင့်ဦးဇင်းတို့တွေဒီတော့တွေလည်းပဲဘာလဲဆိုတော့ဟိုးရှေကလေးကြတော့ရှိတဲ့ဂုံတွေကိုပြောတဲ့နေရာမှာ တို့တို့ဝတ်ဝတ်လေးနဲ့ပဲပြောတာကောင်းတယ်နော်ရှိတာလေအကုန်လုံးရှောက်ပြောနေရင် side effect တွေများတယ်ဒါကြောင့်တို့တော်ကောင်းတွေကတော့မရှိတဲ့ကုန်တွေကိုအရှိလောက်ပြီးတော့မပြောဘူးရှိပြီးသားကုန်တွေကိုလည်းပဲနည်းနည်းလျှော့ပြီးတော့ပြောတယ်လူရောမာတွေကြတော့ပြောင်းမြန်တော့ဘယ်လိုပြည့်မရှိတဲ့ကုန်တွေကို အရှိလောက်ပြီးတော့ပြောတယ် ရှိတဲ့ကောင်တွေကိုလည်းပုံထုတ်ပြီးတော့မမေးပဲနဲ့ကိုဖြေးနေကြကြတယ်အဲ့ဒါတွေကတော့လူယုံမှာပဲဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကတော့ရိုးရိုးသားသားဗန်နိုင်နိုင်ချိုးချိုးလေးနဲ့ပဲရိုးရိုးလေးပဲပြောသွားရအောင်ရှေ့ရှေ့တိနဲ့နောက်တိကွာတာပါကွာနော်လမ်းကြောင်းဖော်တဲ့သူနဲ့နောက်လိုက်ဒါပဲကွာတာမှာပဲကွာဆိုပြီးတော့မြတ်စွာဘုရားကအဲ့တော့လေးပဲပြောသွားတယ်ပြောသွားလိုက်သူ